မင်္ဂလာပါအဲဒီမိကွန်း comment လေးဟာကျွန်တော်ဖြည့်ထားတဲ့ comment တစ်ပုဒ်မှာပဲပြန်မေးထားတာအဲကျွန်တော်မိတ်ဆွေညီငယ်တယောက်ကမေးထားဆရာကြီးတဲ့ကျွန်တော်တို့အင်ဂျင်ကင်ပြီးသွားရင်ဘာကြောင့် type ကိုခြံထားပြီးတော့နောက်ခါမှတစ်ခေါက်ပြန်ချိန်ရတယ်ဆိုမေးထားရဲ့ကျွန်တော်ဖြည့်ထားတဲ့ post မှာဝင်မေးထားတာသူကထပ်မေးထားတာအဲဒါဆိုတဲ့ဆိုင်ငယ်ဆက်ယုံကအတိတ်ကြတော့ဘာလို့မချိန်ရတာလဲ type ရောတဲ့ရေရောဘာလို့မချိန်ရတာလဲတဲ့အဲကောက်ပါလေဒီမိကွန်းလေးအများအတွက်အကျိုးရှိမယ်ထင်လို့ကျွန်တော်ဖြည့်ပေးပါမယ်နော် ဲဆိုင်ကိုဆိုင်ငယ်ဆက်ယုံကအစ်တီကဘာလို့မချိန်ရတာလဲတိုက်ပိရောဘာလို့မချိန်ရတာလဲရေရောတဲ့ okay ဆိုင်ငယ်ဆက်ယုံကလာတဲ့ဆိုင်ငယ်ဒီအကုန်လုံးနှီးပါဟာကျွန်တော်တို့တိုက်ပိကိုအနှဲငယ်လျှော့ထားပြီးသားပါအဲ့တော့တိုက်ပိဘာလို့မချိန်ရလဲဆိုတော့သူဟာကျွန်တော်တို့ဆိုင်ငယ်ဆက်ယုံကအထွက်တဲ့ပစ္စည်းတွေဟာကျွန်တော်တို့အပြင်မှာကျွန်တော်တို့ပြင်တဲ့အခါမှာတုံးတဲ့ပစ္စည်းတွေထည့်ပို့ပြီးတော့ quality ကောင်းပါတယ်အဲ့ဒီတွေ့သူဟာ နော်ပွန်းစားမှုရောအစ်စ်ဖြစ်တဲ့ပွန်းစားမှုရောခဏလိုမျိုးနော်အဲရော့တာရောပါရောတိတ်မဖြစ်တဲ့အတွက်အဲခဏနဲ့တိုက်ပစ်တံမထွက်ဘူးပြောရမှာပါဗျာကျွန်တော်အင်ဂျင်လောက်ထားပေးနေမှာတော့တိုက်ပစ်တံဟာအဲမြင်မြင်ပြထွက်တဲ့သဘောမှာတော့ရှိပါတယ်ကျွန်တော်ကလည်းဒီနေ့ short chain ထားလဲပါတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့အဲတက်ပစ်ကခဏလိုပြန်ဘာလို့မချိန်ရလဲဆိုတော့ ချိန်စရာနည်းနည်းကြာလာရင်တော့အတန်နည်းနည်းပိုချေလာပါတယ်တချို့ကအစ်စ်ဝယ်လာပြီးကိုအဲ့အတန်နည်းနည်းကြာလို့လာချိန်တဲ့လူလည်းရှိပါတယ်ဆိုင်ငယ်အစ်စ်မှာတိုက်ပွဲကနည်းနည်းရှော့ထားပြီးသားဖြစ်ပါတယ်ဒါကိုကျွန်တော်လာချိန်ခိုင်းတဲ့ customer များဆိုတော့လည်းကြုံမှုပါတယ်အဲကျွန်တော်အကျိုးကြောင်းရှင်းပြပြီးတော့မချင်ပေးပေးလိုက်တာရှိတယ်အဲပြောလို့မှမရဘူးလိုချင်တယ်ဆိုတော့ကျွန်တော်အတက်နိုင်ဆုံးတော့မထောက်အောင်တော့ချိန်ပေးလိုက်တယ်မျိုးလည်းရှိပါတယ်အဲဘာကြောင့်ရေမချင်ရလို့ထပ်ပြီးဖြေးပေးရမယ်ဆိုရင်တော့ခဏက အဖြေကဒီမှာထပ်ပါပါလိမ့်မယ်ကျွန်တော်တို့အပြင်မှာဘလောက်ပဲ original ပစ္စည်းပါပြောပြောကျွန်တော်အပြင်မှာဝယ်လိုက်တဲ့ပစ္စည်းတစ်ခုနဲ့ဆိုင်ကယ်ကုမ္ပဏီကထည့်လာထည့်ထားလိုက်တဲ့ပစ္စည်းတစ်ခုအမျိုးအစားချင်းတူမယ်အခုကျွန်တော်တို့ကံပိုချင်းတူမယ်ဆိုရင်တော့မှ quality ကအနည်းငယ်ကွာနိုင်ပါသေးတယ်ကျွန်တော်နမူနာတစ်ခုပြောရမယ်ဆိုတော့ကျွန်တော်ခု clip ခုပြီး urea ဘိတ်နေပေါ့ဗျာ honda ဆိုရင်ဒါ honda original ဆိုရင်ဒါစိုက်ရုံက သူ့အတွက်စပြာဘတ်ထုတ်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းတောင်ကျွန်တော်မအောင်တာလေးချုပ်မှုပါတယ်။အဲကျွန်တော်ဒါမကောင်းပြောခြင်းမဟုတ်ဘူးနော်။ Honda Company လည်းမကောင်းပြောခြင်းမဟုတ်ပါဘူး။ပစ္စည်း quality ကွာချက်ကိုကျွန်တော်ပြောပတ်ပေးတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ခုနပထမတစ်ဆင့်ရေမကြည့်ရအောင်ဆိုတော့ခုနပစ္စည်း quality ကွာလို့ပါ။ပူလာရင်သူဟာ ိတ်ပြီးတော့မပွားလာဘူးပေါ့နော်အဲ့အတွက်ချင်းစရာမလိုဘူးနောက်တစ်ချက်ကျွန်တော်တို့အများစုကဘိုးရင်းထုတ်ရင်မှားတယ်အမှားတစ်ခုလည်းပြုတ်လို့ရတယ်ကျွန်တော်တို့အများစုရှေးရှေးရခင်နဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းလှုပ်လာတယ်ပေါ့နော်အခုမှကျွန်တော်လည်းပြန်ပြစ်ပြီးလှုပ်ကြရတယ်ဘာဖြစ်လို့လဲဆိုတော့ဘိုးရင်းထုတ်ရင်ကျွန်တော်စီစီလေးမှကောင်းတာ အဲပြီးတော့မှကြည့်ရင်လည်းစားသွားမှကွက်တီနေအဲ့ဒီလိုကျွန်တော်တို့လုပ်ခဲ့ကြရတယ်အဲ့ဒီတော့ကျွန်တော်တို့ကပစ္စည်းကပူရင်ပွာလာတယ်အလိုလိုကလည်းစီးထားရဆိုတော့အင်ဂျင်ကဟီအရန်တက်ပြီးတော့ပစ္စည်းကအရန်ပွာလာပြီးတော့ထိုးရတာမျိုးတွေရေလောင်းရမျိုးတွေဖြစ်တာပါအတိတ်ကတော့သူကချောင်ချောင်လေးလှုပ်ထားပြတဲ့အတွက်ပစ္စည်းပွာလာရင်တော့မှမချက်ဖဲနဲ့ရေလောင်းစရာမလိုဘူးဖြစ်ပါတယ်နော်အဲ့တော့အဆင်ပြေပါသေးဗျာအကျဉ်းစုပါနော်